တစ်နှစ်သားမြန်မာပြည်1948ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရသောနှစ်ဖြစ်သည့်ထိုနှစ်၌အတွေ့အကြုံအမျိုးမျိုးကိုကြုံတွေ့ကြရသည့်နိုင်ငံရေးဖြစ်ရပ်များကလည်းဆုံးလာသည့်မြန်မာပြည်တစ်ပြည်လုံးအဖြစ်ဆုံးကိုကြုံတွေ့ဖြစ်ပျက်ရ၌တိုင်းပြည်သမိုင်းကိုရှေ့တန်းခုံများအထူးတန်းမှမေးတင်ကကြည့်ရသောသတင်းစာတို့သည်ပွဲကြည့်ရအကောင်းဆုံးဖြစ်သည့်သတင်းတောင်ရသတင်းစာဆရာများတို့သည်သမိုင်းဆက်တော်ကြီးကိုရှေ့တန်းခုံများအထူးတန်းမှမေးတင်ကကြည့်ရသောသတင်းစာတို့သည်ပွဲကြည့်ရအကောင်းဆုံးဖြစ်သည် သတင်းတောင်များသတင်းစာဆရာများတို့သည်တမိုင်းဇက်တော်ကြီးကိုခြေစုံထဲမှကြည့်ရရ၌လက်ဝဲပွဲတွင်ကျိုးဝိုင်းဤဘေးမှကတ်ကြည့်တဲ့ကဲ့သို့အသေးစိတ်မြင်တွေ့ရလေရှိသည်တချီတချီလက်ဝဲထိုးသူတအူးတအူးကသူတို့အပေါ်သို့လဲကျတတ်သည်လက်ဝဲပွဲမှလက်သီးပင်ဝဲလာတတ်သည်လက်ဝဲပွဲရန်ဖြစ်လျင်ခဲကြလျင်သတင်းတောက်တို့အဖို့ခဲမှန်ခံရတတ်ပြန်သည်ပေါက်48ခုနှစ်ဤနှစ်ဦးစာတွင်ရောရှင်စွာစတင်ခဲ့သည့်လွတ်လပ်ရေးသဘင်ကြီးချိတ်ချိတ်တဲတဲကျင်းပခဲ့သည် တသက်တခါသာကြုံကြိုက်သောလွတ်တပင်၌သတင်းစာတိုင်းများ၃ရက်ပိတ်သည်သို့တော်တင်မောင်းတို့သတင်းတောင်များမှအားလက်ခွင့်မရရှာကြပေ။ကြာရတာဝင်ကိုယူကြရသည်လွတ်တပင်အခမ်းအနားများကိုတိုက်၍သတင်းယူသည်။1948ခုလွတ်လပ်ရေးနေ့ကဝီရူတိုပြိုင်ပွဲတွင်တင်မောင်းဝင်၍ပြိုင်သည့်သရုတ်ထားစုသာချိန်သည်လွတ်တပင်တွင်ဘရင်ခံပြီမှထွက်ခံဓာတ်ပုံသတင်းလွတ်ခံရတော့လေကြီးမြင့်သောအခမ်းအနားနှစ်ရက်ကိုမူမျက်မြင်ကိုတွေ့သတင်းယူနိုင်ခဲ့လေသည်။ မျက်နှာပြုဘီရင်ကန်အိမ်တော်ကိုမြန်မာသမ္မတကြီးကတည်ယူနေထိုင်ပြီးနောက်တရားဝင်ကြီးချုပ်များခန့်အပ်သောအခမ်းအနားသို့တက်ရောက်တရင်ယူရသည်တိုင်းပြည်ပြုလွတ်တော်သို့ပထမဆုံးအကြိမ်နိုင်ငံတော်သမ္မတကြီးတက်ရောက်သောတရင်ကိုယူရစဉ်ကခန္ဓာပြောင်းလဲသောတောက်ကက်ရထားကြီးပေါ်၌မျက်နှာပြုဘီရင်ကန်၏နေရာတွင်မြန်မာအမျိုးသားသမ္မတကြီးထိုင်နေသည်ကိုမြင်ရသည်ပြောင်းလဲသောဝတ်စုံတွင်ကျန်းကောင်းပေါင်းကြီးကိုလည်းပေါင်းထားသည်။စက်တည်ရရှိလာသည်တောက်ကက်ရထားကြီးရှင်းနေနောက်တွင်ငှက်မွေးအုပ်ထုပ်ကြီးများငွေကြိုးရွှေကြိုးများ ကြောင်ကြာတောက်တောင်သောစစ်ဝတ်စုံများဝတ်ဆင်ထားသည့်မြင်းစည်းပလိတ်များကလည်းပါသည်သည်မျက်နှာပြူလူမျိုးကြားအုပ်ချုပ်ရေးစနစ်ကိုမုန်တိလာသောတင်ပေါင်းဖို့မြင်တွေ့ရသည့်သတင်းရှုခင်းကိုကျေနပ်လောသည်ဖြင့်ပီတိလိုင်းကမျက်ရည်ဖြိုင်ဖြိုင်ကျရှာလေသည်လောလရေးပွဲပီတိနှင့်တပြိုင်တည်းသတင်းလှုပ်ရှားမှုများပြင်းထန်လာတော့သည်ဇန်နဝါရီလ9ရက်နေ့တွင် ရန်ကုန်ထောင်ထသည်ရန်ကုန်မြို့ကအခွန်တိုးရပါတော့မည်ဟု28ရက်နေ့တွင်ကြေညာသည် ဖေဖော်ဝါရီလ3ရက်နေ့တွင်မက်လစ်ကိုအကြောင်းပြု၍ပြည်သူရဲဘော်အဖွဲ့ကြီး꿰ရသည်ရဲဘော်ပြုရဲဘော်ဝါဟုနှစ်ချမ်း꿰သွားသည်နိုင်ငံရေးအခြေအနေအရကရင်အမျိုးသားအဖွဲ့ညီလာခံမှကရင်နယ်တီးခြားတောင်းပြသည်တရင်ကောင်းအချို့လည်းရှိပါသည်ဒီဘကိုးရွှေမော်ရော့စီဒီတန်ပတ်နက်ချနိုင်သည်ဇန်နဝါရီ24ပြည်တော်စုဘန်ကြီးဖွင့်နိုင်သည်ဖေဖော်ဝါရီ3ရိုက်ရှားနှင့်မြန်မာတန်တမန်လေးရန်သဘောတူညီချက်ရလိုက်သည်ဖေဖော်ဝါရီ29 မလ29ရက်နေ့တွင်ပါဝင်ခွင့်ရခဲ့၏ထို့သောသတင်းစိုးသတင်းကောင်းများဆက်တိုက်ဖြစ်ပွားခဲ့သဖြင့်ဒီမောင်တို့သတင်းတောင်များအဖို့ဇက်တိုက်ပင်ပန်းခဲ့သည်မလအရေးတော်ပုံအပင်မန်းသုံးမှာမလ12ရက်နေ့ကဖြစ်သည်မလ17ရက်နေ့ကပုံအောင်နေသောအလန်ဒီတခင်စိုးကြီးကိုဖမ်းမိသည်ဖြင့်သတင်းထူးတစ်ပုဒ်ကိုရလိုက်သည်မလ12ရက်နေ့တွင်တင်မောင်တို့ လိုက်ရမည့်သတင်းကြီးမှာနှစ်ပုဒ်ရှိသည်တစ်ပုဒ်မှာနေ၌ဖြစ်၏ ြန်မာမျိုးတွေအလံပြူကွန်မြူနတီပါတီကအုပ်စိုးသောကောင်းသူလယ်သမားတမကညီလာခံကိုကျင်းပရာလူနှစ်သိန်းကျော်တက်ရောက်ပြီးကွန်မြူနတီတို့ကအင်အားကြီးစွာဖြင့်လှုပ်ရှားနေလေပြီးရန်ကုန်မြို့တွင်မတ်လ12ရက်နေ့တင်ပေါင်းတို့လိုက်ရမည်တဲ့မှာတီဘောမီဤတီဟာတနပလင်ကိုအိန္ဒိယဘီယင်ခန်းချုပ်လော့ဒ်လူဝီဘောက်ပတ်တန်ကသမ္မတကြီးလက်သို့ပြန်အပ်တော်တဲ့ဖြစ်သည့်သူတရင်ကိုတရင်တောက်ချုပ်ကိုရိုင်းလိုက်သည်ဘန်ဒူလာပန်းချံမှာပါတာလာဆာအစည်းဝေးရှိတဲ့အရေးကြီးပုံမပေါ်ပါဘူး တင်ပေါင်းသွားပါစေသူကဲ့သို့တာဝန်ပေးသည်ဖြင့်ထိုနေ့မနက်၈နာရီကတင်ပေါင်းသည်ဗန်ဒူလာပန်းချံသို့စပိတ်စုပ်ကလေးကိုစီးကရောက်သွားသည်တင်ပေါင်းရောက်စား၌အစည်းဝေးတက်သူ150-200ခန့်သာရှိသည်ဖြင့်လူဆောင်သေးရှိသည်သည်ခင်ဗျားတို့မြေရှင်တရင်စာတွေကတောင်သူလေသမားလူရန်းသားကိုစော်ကားတာမခံနိုင်ဘူးထိုကဲ့သို့ထိုစင်ကဘာတာလဆခေါဆောင်ဖြစ်သူတခင်ချစ်မောင်ဝိရူရကဆိုသည်တခင်ချစ်မောင်သည်ပါလီမန်အတွင်းဝင်ဖြစ်တော်လဲအမြဲတမ်းနူးညံ့ပျော်ပြောင်းစွာဆက်ဆံတတ်လေရှိသူဖြစ်သည် အထူးသဖြင့်တင်ပေါင်းတို့တရင်တောင်များနဲ့ယင်းဒီပွန်တီသည်ယနေ့အဖို့သူဤမျက်နာသည်မာနေသည်အထူးသဖြင့်တရင်တောင်များအပေါ်ပိုတင်သည်ဘာတာလဆာအစည်းအဝေးမှာဆိုရှယ်လစ်တွေတခုခု လုံမယ်ထင်တယ်တခင်ချစ်မောင်နဲ့အခြားလူတွေမျက်နာကြည့်ရတာအကဲမရဘူးထိုကဲ့သို့တင်ပေါင်းကဘန်ဆိုရန်စီလိုက်ပြရဲ့ဌာနသို့သွားကတိုက်သို့ဖုံးဆက်၍ပြောသည်တိုက်ကထိုလူတို့နှင့်တကွထိုအစည်းအဝေးကိုစောင့်ကြည့်ပါဓာတ်ပုံတရင်တောင်လဲတွတ်လိုက်ပြီဟုညွှန်ကြားကြရာတင်ပေါင်းနှင့်တကွ တရင်တော့၄ရောက်တော့မှာမျက်နာမလှတက်လာပြင်အစည်းဝဲဆင်းမြည်တောင်းတတော့မှနေကတရင်ယူကြရရှာသည်ကားပြားတစည်းပီးတစည်းဆိုင်လာတဲ့ပြင်အစည်းဝဲအင်အားမှာ၃၀၀ခန့်ရှိလာ၏အစည်းဝဲမှာပေါက်ပြန်သောမြေရှင်းလူရန်စားအားရှုပ်ချပွဲဖြစ်သည်လောကဲသောရံများအတွင်ကပြည်သူဟစ်တိုင်းအိုးဝေစီးပွားရေးနှင့်ကွန်မြူနတီနယ်စင်တရင်စားတို့တွင်တရင်တစ်ပုဒ်ပေါ်ပြခဲ့သည်ဘာတာလာဆာခေါင်းဆောင်ဝင်းကြီးတအူးကမတ်ဂျင်စိန်အမီရှိလင်းရှိမျိုးသမီးတအူးကို မိကွက်မှုတ်ကသိမ့်ပိုက်သည်ဟုမက်ဂျစ်စီတိုင်တန်းကျန်အရာသတင်းအဖြစ်ဖော်ပြခဲ့ကြသည်ထိုသတင်းကိုမမခေကသတင်းအဖြစ်ရတော်လဲဖော်ပြခြင်းမပြုပဲထိုသတင်းနှင့်ပတ်သက်၍သတင်းစာတို့၏ဖောက်ပြန်ချက်ဖြစ်သည်ဟုတခင်ချစ်မောင်ကအကြေရဝင်ဟောပြောသည်ခြာရဲရဲလားခြာရဲတယ်တေရဲရဲလားတေရဲတယ်ကျောင်းမပွဲကောင်းသောကျွေးကြော်တိုင်းဖြင့်အစည်းဝေးပါလူတို့သည်မျိုးရင်းသို့လှည့်ကြတော်သည်လူတို့ရဲ၌အရက်ကိုးပေါင်းတိုက်ထားသည်ဖြင့်မျက်ထောက်နီနေသူများကိုလည်းတွေ့ရသည် ပစိတူလက်ကင်တုံစသည်လက်နက်ကင်တွေလာသည်ကိုလည်းမြင်ရသည်တင်မောင်ကြောစိန်လာသည်အစည်းဝဲလူတို့နှင့်မလိုက်တော်ပဲလမ်းကွဲကလစ်စလန်ရှိဘိုးဝဲသတင်းစာတိုက်သို့စပိန်ကိုအားကုန်နေကသွားခဲ့သည်အိုးဝဲမှဗမာကေတိုက်သို့တယ်လီဖုန်းဆက်ကအကြောင်းဆုံးပြောပြသည်ဒိုစင်ကအိုးဝဲတာဝန်ခံအရီတာမှာဦးမျိုးညွန့်ကကြောက်ရူးတုံမိုးပေါက်သောတင်မောင်အားကြည့်ကညီမောသည်ခမည်းဆိုရှယ်လစ်တွေလာသားပါသည်ဗျာကျုပ်တို့ကလက်ဖက်ရည်တိုက်လွတ်မှာပေါ့ဗျာ အဲအဲအဲလူများလို့ရင်တော့လဖက်ရီဘူမတက်နိုင်ဘူးပဲကြည့်လို့လောက်ပဲကျွေးမှာဗျာတို့ကဲတော့စကားတက်တော့ဦးမျိုးညွန့်ကပြက်လုံးထုံသည်ပြက်လုံးကိုကြာကြာမရီမောလိုက်ရပါဇန်နာပြသူများလွတ်စလန်းလဲသို့ဝင်လာသည်ပထမအိုးဝေတိုက်ရှိနိုင်အော်ကြသည်ထို့နောက်အိုးဝေတိုက်တွင်းသို့ဝင်ကပုံနှိပ်ဆက်များစာစီကုံများကိုပစိမ့်များတူများဖြင့်ရိုက်နှက်ဖျက်ဆီးကြသည်ဇဝဲကုံများကလတ်ထိုင်များကိုပါဖျက်ဆီးကြရာတေပေါင်းနှင့်ဦးမျိုးညွန့်တို့ထိုင်ကြသောကလတ်ထိုင်များပင်ကြေမွသွားလေသည် ။အော်ဒီမှာသတင်းတော်တယောက်ဟဲ့ဟူတင်မောင်အားလန်ညိုးထိုးကပြသူကပြသည်လူကိုရံမမှုမီစပိုင်းစုပ်ကလေးကိုစီးကပြရတော့သည်။ဘိုးဝင်းနိုင်ဒုတိယကျင်းဤသို့ပြရမှုသည်တချီတွင်တင်မောင်နှင့်စာရေးဆရာ မောင်တင်ဦးတင်ဖတ်ဘိုးဝေသို့အလဲသွားကြသည်။အိတ်တာစပွဲနိုင်ကိုတင်ဆိုတာကရိုးထိုင်နေသည်ဘုံကြီးအပါ40ကဝင်လာပြီးတရေတပုတ်ကိုဖြည့်ရှင်းချက်ပေါ်ပြပေးရန်တောင်းဆိုသည်ဘုံကြီးများကမကျင်တဲ့နိုင်ပဲဆက်လက်စူပူကျိန်းပေါင်းနေကြသည်ထို့အခါတရေတောက်တူကဘုံကြီးများရှေ့တွင်ပင ရဲမင်းကြီးရုံးတို့ပုံစက်ကအကူညီတောင်းသည်ဘုန်းကြီးများအားဆော့လိုက်တဲ့ကဲ့သို့ဖြစ်ကမင်းလာကွာပလိတ်အားကိုးတဲ့အကောင်ဟုဆိုက စီးတော်ဗနက်ဖြင့်ချွတ်ရိုက်တော့ကြောင့်တရင်တော့ခမထာ၍ရှစ်ခိုးကပြေးရတော့သည်အကျိန်မြည်ရွယ်မြည်များပြေးဖို့သည်မသိအိဒါကိုတင်ဆိုးမှမလွယ်ပေါက်ကပျောက်သွားသည်တင်မောင်နှင့်မောင်တင်တို့မှရောင်နှန်းနှားနှင့်ကြံရစ်ရှာသည်ပြေးလျင်ဆွဲ၍ရိုက်မြည်ဆိုးရတော့ကြောင့်တပည့်တော်တို့ကဧည့်သည်ပါဖေဟာတပည့်တော်တို့ကဧည့်သည်ပါဖေဟာဟုလက်ရှက်ရှစ်ခိုးရင်း တလှမ်းချင်းနောက်ဆုတ်ကထွက်ခဲ့ရသည်ဘုံကြီးများသည်တရင်စာဖိုင်များကိုဆွဲဆုပ်ပြီးမှထွက်သွားကြသည်ဒင်းမောင်သည်စိုးချလက်များအိုးဝေတရင်စာတိုက်ကိုရိုက်နှက်ဖျက်ဆီးနေချိန်တွင်ဂျူတီယုံတီဟဘော်တို့တက်ကရဲမင်းကြီးယုံတို့တယ်လီဖုန်းဆက်၍အကူအညီတောင်းသည်တရင်တော့တယောက်ယောက်ကဖုန်းဆက်လျင်လေးစားစွာလက်ခံကူညီလေးရှိတော်လဲထုံနေကမူရဲအဆောင်လျှောက်လွတ်တော်မီလိုလိုဘာလက်ကြသလိုလိုမရေမရာဖြစ်သည် ဆိုရှယ်လစ်တို့ကရဲတို့အားလက်ရှောင်နေရညှို့ချထားပြီးဖြစ်ဒီမှာသိကြသည်ဒေမောင်နဲ့တကွာသတင်းတော်များအဖို့သတင်းစာတိုင်းဒရိုက်ဗီဒရိုက်ဖြတ်ပွဲများကိုခက်ချိုချိုနဲ့လက်ပိုက်ကြည့်ယုံသာရှိတော်သည်လွစ်စလန်မှာအိုဝဲသတင်းစာတိုင်းကိုတနအီကဖြတ်ပြီးနောက်လမ်း40ရှိဟစ်တိုင်းသတင်းစာတိုင်းကိုတနအီကဖြတ်ကြပြန်သည်ထို့မှမော်တင်လမ်းရှိစီးပွားရေးသတင်းစာတိုင်းတို့တွားကဖြတ်ကြပြန်သည်ဆိုင်းချောင်းကကွန်မြူနတီပါတီကိုလာခဲ့ဟေဟုဦးအောင်ခင်က ငါးရွက်တစ်ကြိမ်မြတိုက်ကိုဖုံးဆက်ကသတင်းပို့တော်တင်မောင်အားညွှန်သည်တင်မောင်သည်ဆိုင်းချောင်းသို့ပြေးရသည်ဦးအောင်ခင်ဦးအောင်မြင့်ဦးကိုကိုလေးနေတကွဗမာခေတ်သတင်းစာအေဒီတာအဖွဲ့အစုံရောက်နေသည်ထိုသတင်းကိုကွန်မြူနီနေစင်ကလည်းပုံနှိပ်ခဲ့သည်ကွန်မြူနီနေစင်သည်ပုဂ္ဂလိကသတင်းစာများကဲ့သို့မဟုတ်ဆိုရှယ်လစ်တို့ကဲ့သို့ပင်ပါတီဝင်များရှိကြသည်ဆိုရှယ်လစ်တို့လာရောက်ဖျက်လျင်ပြန်လည်တိုက်ခိုက်ရန်လူစုပြီးရှိနေလေပြီထို့ကြောင့်ဆိုရှယ်လစ်နှင့်ကွန်မြူနီရိုက်ပွဲကြီးသတင်းကောင်းကိုရယူရန်သတင်းစာတိုက်တိုင်းကသတင်းတောက်တို့ ဆိုင်းကြောင်းလမ်းရှိကွန်မြူနတီပါတီရုံးရှိသူရောက်နေကြခြင်းဖြစ်သည်ဗမာခေအဖွဲ့တွင်တင်ပေါင်းသည့်အငယ်ဆုံးဖြစ်သည်ထို့ကြောင့်တင်ပေါင်းသည့်ကင်မရာတစ်လုံးတွင်ကပါတီရုံးနှင့်မလန်မကန်ရှိရောင်မင်းကြီးပေါ်တက်၍စောင့်ရန်တာဝန်ပေးခံရသည်တင်ပေါင်းသည့်ရောင်မင်းပေါ်တက်၍စောင့်နေကြရသည်တနားီနှစ်နားီသုံးနားီမြစောင့်တော်လဲဆိုရှယ်လစ်တို့မလာပါဘဲလန်နမဲသော ပုဂ္ဂလိကတိုက်များကိုသာဖျက်ဆီးဝင်သည်သူတို့ကဲ့သို့လူအင်အားရှိသောတိုက်အနည်းသို့တီးပေမတီးဝင်းကြ။အေယာမတတ္တိကဲကြီးများဖြစ်သည်။ ဆိုရှယ်လစ်တို့အလားကိုတရင်တောက်အများစောင့်ကြရာတွင်အချို့ကပါတီရုံးမှကလတ်ထိုင်များနိုင်ရှိကြသည် အချို့ကလက်ပတ်ရည်ဆိုင်၌ထိုင်ကြသည်တင်ပေါင်းတယောက်သာတစ်ကိုင်းခွကသုံးနာရီခန့်ထိုင်ရပါလေဆိုရှယ်လစ်တို့မလားသဖြင့်တရင်တပ်ပုံမရိုက်ရလေရာဆိုရှယ်လစ်တို့အားကျိန်ဆဲမိရှာတော်သည်ဆိုရှယ်လစ်တို့တရင်စာတိုက်ဖျက်ပွဲကြီးနောက်ဆွေတွင်တရင်စာဆီယာတို့နှင့်ပါစာပလအစိုးရတို့ကြီးကျယ်စွာပြိပခဖြစ်တော်သည့ သတင်းစာတိုင်းများကိုအစိုးရကစက်ကူမယောင်းဝဲပိတ်လိုက်သည်ပြန်ကြားရေးရုံးခန်းရှိသတင်းစာဆရာအသိတိုက်ကိုနှိမ့်ထုတ်လိုက်သည်သတင်းစာဆရာတို့ကလည်းတခေကိုတော်မိုင်းကိုတက်ဦးမှတင်ကအစိုးရစန့်ကြီးတရားပွဲများကိုရန်ကုန်မြို့နှင့်မန္တလေးမြို့များ၌ကျင်းပဟောပြောတော်သည်သတင်းစာဆရာတို့ဟုဆိုရာတွင်ကွန်မြူနီနေစဉ်လဲပါဝင်သည်ဖြင့်သတင်းစာလှုပ်ရှားမှုတွေ၌ကွန်မြူနီတို့လည်းဥပပေါင်းပါဝင်လာသည်သတင်းစာဆရာတို့ကသတင်းစာ၏အခွင့်အရေးနှင့်အဖြစ်ခံရသောတိုင်များ ရော်ကြီးရရှိရေးကိုဥတည်လုံတော်သည်ကွန်မြူနီတိုကမူနိုင်ငံရေးလှုပ်ရှားမှုဖြစ်ပေါ်ရန်ကြိုးစားသည်နောက်ဆုံးတွင်တရင်စာတို့နှင့်အစိုးရပြိပက္ခကိုမလ31ရက်နေ့တွင်ငြိမ်းချမ်းရေးပြင်ငိမ့်လိုက်ကြသည်တောတော်ထိုးအချိန်၌ကွန်မြူနီလှုပ်ရှားမှုနှင့်ပြိပက္ခမှာပြင်းထန်ကြီးထွားနေလေပြီမလ21ရက်နေ့တွင်တရင်စာတို့ကိုရိုက်နှက်ဖျက်ဆီးမှုနှင့်အတူနိုင်ငံရေးလှုပ်ရှားမှုများပါပြင်းထန်လာခဲ့သည်မလ20ရက်နေ့မော်လမြိုင်တွင်ကျင်းပသောမွန်ညီလာခံမှာ မွန်ပြည်နယ်တီးကြပေးရမည်ဟုတောင်းဆိုပြန်သည်မလ23ရက်နေ့တွင်မူ BOC အလုံးသမားများကတပိတ်မှောက်လိုက်ပြန်သည်ပြည်တွင်းစီကြီးစလေသည်အပြစ်ဒဏ်ဆုံးသောနိုင်ငံ၏လှုပ်ရှားမှုမှာ မလ28ရက်ဒေါ်လာရင်းနှင့်အတိတ်မဲ့စီဝေးပွဲများဖြစ်သည်ဟာဇာဘလာအဖွဲ့၏အစည်းအဝေးတွင်ကွန်မြူနစ်တို့အားပြင်းထန်စွာပုတ်ကတ်သည်အလန်ဗျူကွန်မြူနစ်တို့၏ဒေါ်လာရင်းနှင့်လူမှုအစည်းအဝေးတွင် ဆိုရှယ်လစ်တို့အလောင်းဖြင့် ဘာကရာကြောက်ကြီးကိုဖို့ပြစ်မိဟုပင် ဟောပြောသည့်သည့်ပြင်းထန်လာသည်မလ28ရက်နေ့မနက်တွင်ဒေပေါင်းတို့သတင်းတောင်များစမ်းချောင်းလမ်းရှိကွန်မြူနီပါတီဌာနချုပ်သို့သွားကြသောအခါညီသူကိုမျှမတွေ့ရတော့ပြီညကပင်အချို့သောကွန်မြူနီတို့ကိုဖာဆာဗလာအစိုးရကဖမ်းလိုက်ပြီးခေါင်းဆောင်အများစုမှလွတ်သွားသည်ဖာဆာဗလာအစိုးရကဖမ်းလို့တော်ခိုရပါသည်ဟုကွန်မြူနီတို့ကဆိုသည်ကွန်မြူနီတီတော်ခိုသောကြောင့်ဖမ်းရပါသည်ဟုဖာဆာဗလာဘက်မှဆိုသည် မိသူကမှန်သည်မသိဟန်သူနှင့်ခိုသူတစ်ချိန်နဲ့တစ်ပြိုင်တည်းလှုပ်ရှားခဲ့ကြသဖြင့်အပြေရှာမရပေမိသူစိုးစေးကမူလွတ်လည်ရေးမရခင်ကပဲတော့ကိုတိုက်ခိုက်နေသောအလန်ဒီသဘုံတို့ကဲ့သို့အလန်ပြူသဘုံအရေးတော်ဘုံသည်လွတ်လည်ရေးရသော နှစ်ဤမတ်လ၌စတင်ခဲ့တော်သည်အလန်ပြူတို့တော့ကိုသွားပြီးနောက်ချက်ချင်းပင်မင်းချံမအူပင်ပသိအင်းစိန်ခရိုင်တို့တွင် စတင်ထကြွကြတော်သည်နိုင်ငံရေးလှုပ်ရှားမှုများစူပူမှုများ ဆက်လက်ဖြစ်ပေါ်တော်သည်နိုင်ငံရေးတည်ငြိမ်စေရန် ဖာစာပလအစိုးရက အမျိုးစုံအားထုတ်သည်ရဲဘော်ဖြူတို့ကငိမ့်ညာရေးမိုးတခုကြီးညာမေ၂ရက်မှာထုံမူကိုဖာစာပလအစိုးရကပယ်ချပြီးဝင်းကြီးချုပ်တခင်တို့ကလက်ဝဲမူ၁၄ရက်ကိုကြီးညာသည်မေ၂၅တခင်တို့မူမာမူလက်ဝဲလန်းစဉ်ကျင့်သုံးပါမည်ဟုသဘောတတ်ဝင်သည်တရင်းစာဆရာတို့ကလည်းစူပေါင်းကငိမ့်ညာရေးမိုးတခုတင်သေးသည် ငိမ့်ညာဤအတွက်အမျိုးမျိုးအထောက်ကြတော့လဲစူပူတောင်းကျမ်းမှုများသည့်ပြေးတံလာကတပီလုံးသွေးချောင်းစီတော်သည်ပသိမ့်သွာဝါကိုင်းတင်းဘောကိုကရင်တပုံတို့ကစီရတသိမ့်ကျော်ဘူပါသွားသည်ဇူလိုင်၁၂ပသိငွေတိုက်ကိုဖောက်ကငွေတသိန်းကျော်လှူသွားကြသည်ဇူလိုင်23ဩဂုတ်လ3ရက်နေ့တွင်မူပသိခရိုင်ကိုရဲဘော်ဖြူတို့ကတင်လိုက်ပြီးတထုံတွေကိုကရင်တဘုံကတင်လိုက်တော်သည် မလ12ရက်နေ့တွင်မူရန်ကုန်မှ ပြည်မြို့မန္တလေးမြို့မော်လမြိုင်မြို့တို့သို့သွားသောမိရထားလမ်းများပြတ်တောက်သွားတော်သည်ဩဂုတ်လ9ရက်နေ့တွင်တရက်မြို့ဘာမာရိုင်းဘယ်တပ်မှတပ်သားအချို့တောခုပြီး10ရက်နေ့တွင်မူမင်္ဂလာတုံးမှတပ်သား350ခန့်တောခုပြန်သည်မြန်မာပြည်သည်အရေးကြီးသောအခြေအနေရောက်ပါပြီဟုဩဂုတ်လ16ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးကကြေညာရတော်သည်သည်တိုင်းပြည်အခြေအနေဆိုးရွားလာသည် ပြည်တွင်းစီကြီးငိမ့်အေးပါတော့ဟုစာဦးသွင်းနေမြို့မိမြို့ဖာများကငိမ့်ချရဲ့မူတစ်တင်ဒီကိုအစိုးရကလက်ခံသည်အော်တိုဘာလရှိရသတင်းစာဆရာတို့ကလည်းပြည်တွင်းစစ်ဖြစ်ပွားရန်ကရင်အမျိုးသားအချို့ကိုတွေးထိုးပြီးတော့နေချက်တရှိုနှင်းထုတ်ရဲလူမှုအစည်းအဝေးကိုကျင်းပကလှုံ့ဆော်သည်အစိုးရကဒေသအလိုက်ကိုပိုင်အုပ်ချုပ်ရေးအတွက်စုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့လိုက်သည်စက်တင်ဘာ၁ရက်တစ်ဖက်မှာလူမှုလှုံ့ရှားမှုဖြင့်ငြိမ်းချမ်းရန်အားထုတ်သည့်ဤသူတစ်ဖက်မှာလည်း လက်နက်ဖြင့်ပုံကန်သူတို့အားလက်နက်ဖြင့်နှိမ်နေရလေသည်ဒေတန်အပြစ်ပေးနိုင်သော နိုင်ငံတော်တစ္ဆာဖောက်မှုမူကြမ်းကိုအေဗီလာ၈ရက်နေ့တွင်အတည်ပြုခဲ့ပြီးတပ်မတော်မှဒေါက်ကိုသူဘိုအေဖီအားထိုဥပဒေအရဒေတန်ပေးရန်အမိန့်ချခဲ့သည်နိုဝင်ဘာလ၁နှစ်တပုန်တို့ကိုနှိမ်နေရန်အတွက်လေရင်ပြန်၃ဆင့်ကိုအစိုးရကအဝယ်ယူခဲ့သည်အေဗီလာ၃၀ပြည်ခရိုင်တရက်ခရိုင်မင်းဘူးခရိုင်ပဲခူးခရိုင်နှင့်တောင်ကူခရိုင်တို့တွင်စစ်ဥပဒေထုတ်ပြန်ခဲ့သည် ထို့သို့ထုတ်ပြန်တော့လဲ1948ခုနှစ်တွင်ငြိမ်းချမ်းမှုမရခဲ့ကြည်ဂျိုးပြူရေပိုက်ကိုပထမဆုံးအကြိမ်ကရင်တပုံဖျက်သဖြင့်ရန်ကုန်မြို့တွင် ရေပြတ်သွားပြီးတုံ့လုခဲ့ရသည်နိုဝင်ဘာ23ရန်ကုန်မြို့တွင်၌လည်းလှုပ်လှုပ်ရှားရှားဖြစ်နေသည်အင်အားမြောက်များသောဓမြများကရန်ကုန်ကြီးမြင့်နိုင်စေရှိဓာတ်စီဆိုင်ကိုဝင်တိုက်ရာ၃သိန်းကျော်လုသွားသည့်အထိအတင်ရဲလာသည်စက်တင်ဘာ9ဝင်းကြီးအောင်ဦးတင်ထွတ်အားမြို့လေကောင်စပတ်လန်းရှိ ။နေယူတိုင်းသတင်းစာတိုင်းရှိ၌လောက်ကျန်တက်ပြက်သည့်တိုင်းစက်တင်ဘာ18လူသက်ဝါဒတွန်းကားလာသည်။ပြည်တွင်း၌စူပူနေချင်းတွင်ပြပမှလည်းရန်ပြုခံရသည်။တရုတ်မြန်မာနယ်စပ်ဗမော်မြို့နယ်စိန်လုံမြို့ကိုကွန်မန်တန်တရုတ်စစ်ပြေဓမြ200ဝင်စီးခြင်းကိုခံရပြသည်။ဒီဇင်ဘာ25ကွန်မန်တန်အစိုးရ၏တရုတ်သံအမတ်ကြီးကမြမမီမတိပါလိုပါဟုမလ3ရက်နေ့ကကြေညာခဲ့သည် ဤသို့ဖြင့်ပြည်တွင်းပြည်ပစုပူလှုပ်ရှားမှုများဖြစ်ပွားသောနှစ်၌သတင်းတော်ဖြစ်လာခဲ့ရသောတင်မောင်းအဖို့တန်ဆန်းပေါ်ချိန်တွင်ဇက်စင်ပေါ်တက်မိသောမင်းသားကဲ့သို့ပင်မန်းသည်လည်းရှိသည်စိတ်အားရော့သည်လည်းရှိသည်စိတ်အားတက်ကြွသည်လည်းရှိသည်လွတ်လပ်သောတိုင်းပြည်သည်ဤကြောက်မက်ဖွယ်ကောင်းသောပထမနှစ်ကိုရှည်တမ်းမှကြည့်ရှုရင်ဒိုင်းသူပြည်သားတဦးအနေဖြင့်ခံစားရသောယတကစုံလင်လှတော်သည်ငွေပေး၍မရသော ထိုအတွေ့အကြုံများနှင့် နောက်ထပ်ဖြစ်ပရသည်ဟုဖန်တီး၍မရကောင်းနိုင်သော ထိုအပြစ်ပြက်များကိုတင်မောက်တသက်တွင်မေ့နိုင်ပွဲမရှိတော့ပေ